ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကွမ်တောင်ကြီးတိတော့ channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျအကျွန်တော်ကတော့ဒီနေ့စဉ်နေ့တိုင်းထိုးတာအချို့ပြပကနေရက်တည်ပြီးတော့ဒီအနည်းဆက်ဆုံးနဲ့ကြည်အောင်နိုင်နေရှိတော့ပွဲစဉ်လေးတွေကိုအပီဒိုလေးတွေနဲ့တကွာတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and follow လေးနဲ့အသေးလေးတွေနှိပ်သွားပေးစေချင်ပါတယ်ဗျဟုတ်ကဲ့ဒီနေ့ညမှာကျွန်တော်ပွဲကြိုတုံးတက်ပြီးတော့မယ်ပွဲစဉ်လေးကတော့ဒီအီတလီစီးတီးရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဒီပီဇာနဲ့ခရိုမိုနီရဲ့ပွဲစဉ်လေးကိုကျွန်တော်ပွဲချုပ်သုံးသပ်ပြီးတော့မှာပဲဖြစ်ပါတယ်။ဒီပီဇာနဲ့ခရိုမိုနီရဲ့ပွဲစဉ်လေးကိုကျွန်တော်မပြောခင်မှာကျွန်တော်မင်းညာကကျွန်တော်ရဲ့ဒီ VIP ပွဲကောင်းအနေနဲ့ကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ဒီ Ranger နဲ့ Roma ရဲ့ပွဲစဉ်လေးကိုကျွန်တော်ပြန်လည်ပြီးသုံးသပ်ပေးပါမယ်။ဒီ Ranger နဲ့ Roma ရဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ဒီ Roma body နဲ့ကူပေါင်းအပေါ်ကိုရွေးချယ်ပေးခဲ့တယ်။ဒီ Roma body ကတော့2-0ဆိုတဲ့ရလဒ်နဲ့ဒီတရားရခိုင်နှုန်းအပြည့်အနိုင်ရရှိခဲ့ပြီးတော့ကူပေါင်းအပေါ်ကတော့ကျွန်တော်ကတော့ အဲပြား40ရှုံးခဲ့တယ်ပေါ့နော်နှလုံးပြား40ရှုံးဆိုတဲ့ရလက်မျိုးမှာကျွန်တော်ကိုပေါင်းပေါ်ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့အဲပြား40တော့ရှုံးခဲ့တယ်အဲဒါမဲ့ကျွန်တော်ရဲ့ဒီကျွန်တော်ရဲ့ဒီ VIP channel ကကျွန်တော်ရဲ့ညီကိုတွေကတော့ဘုံဝကိုမင်းညာက share လမ်းခဲ့တယ်ဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဒီ VIP channel လေးမှာဆိုရင်ကျွန်တော်က Michelin body Roma body နဲ့ဒီ Aprila body ဆိုပြီးတုံတင်းမောင်းကက်လေးကို share ဝုံခွဲအနေနဲ့ကျွန်တော် view share ပေးခဲ့တယ်အဲ့ဒီမှာဆိုရင်ဒီ Michelin ကလည်း31ဆိုတဲ့ရလက်နဲ့အနိုင်ရရှိတယ် Aprila ကလည်း အတူစီးဆိုတဲ့ရလက်နဲ့လုံးဝကိုပြပြတတအနိုင်ရတယ်။ဒီရိုမားကလည်းတူစီးစီရလက်နဲ့ကျွန်တော်ရဲ့ဒီ၃တင်းပေါင်းကလေးကတော့လုံးဝကို share လန်းခဲ့တယ်ဗျာနော်။ကျွန်တော်ရဲ့ဒီ VIP က VIP channel လေးကို join ထားတဲ့ချစ်ညိုကိုတွေတော့လုံးဝကို share လန်းနဲ့ညညဖြစ်ခဲ့တယ်။အဲနောက်ပြီးကျွန်တော်ရဲ့ဒီ free monthly လေးမှာဆိုရင်လည်းကျွန်တော်ကတော့ဒီ basic တင်းလေးပို့ခဲ့တယ်။အဲ့ဒီ basic ကတော့ဒီတရေချခဲ့တယ်ဗောနော်။အဲကျွန်တော်ရဲ့၄တင်းပေါင်းကလေးမှာဆိုရင်အဲကျွန်တော်ကတော့ဒီလေတင်းလုံးကိုမောင်းမတွဲပဲနဲ့စိတ်ကြိုက်တဲ့ဘွဲကောင်းအနေနဲ့ယူဆော့ပါလို့တော့ကျွန်တော်ကပြောခဲ့တယ်ပေါ့နော်စိတ်ကြိုက်တဲ့ဘွဲကောင်းဆော့တဲ့ညီကိုလေးအတွက်ကလည်းလုံးဝအောင် share လင်းခဲ့တဲ့ညတညဖြစ်တယ်ဗျ အဲကျွန်တော်ရဲ့ဒီမှာဆိုရင်ဒီဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့လည်းဒါရောက် conference ဆော့ကစားလို့ရတယ်အကောင့်ဖွင့်တဲ့အကောင့်ဖွင့်နေတဲ့ညီကိုတိုင်းအကောင့်ဖွင့်နေတဲ့ညီကိုတွေလည်းကျွန်တော်ဒီမှာလာရောက် conference ဆော့ကစားလို့ရတယ်ဗျအဲကျွန်တော်ဒီမှာလာရောက် conference ဆော့ကစားတဲ့ညီကိုတိုင်းကိုကျွန်တော်ကတော့ဒီ Jesus တုတ်ပြန်တဲ့အနေနဲ့ကျွန်တော်ရဲ့ဒီနေ့စဉ်နေတိုင်းအနိုင်ရရှိနေတဲ့ဒီ VIP channel လေးကိုအဲတနစ်စာလုံးအခမဲ့အနေနဲ့ကျွန်တော်က Jesus တုတ်ပြန်တဲ့အနေနဲ့တနစ်စာလုံးလက်တွဲခွင့်ပေးထားပါတယ်ဗျ အဲဒါကြောင့်မို့ကျွန်တော်ဒီမှာလာရောအကောင့်မဆော့တဲ့ညီကိုတွေအကုန်လုံးအဲကျွန်တော်စီရဲ့ PNB channel လေးကိုအခမဲ့လက်သေးခွင့်ရမှာပါပါအခမဲ့လက်သေးခွင့်ရထားမှာပါနော်ခေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီမှာလာရောအကောင့်ဖိရုံရုံချီချီနဲ့အကောင့်ဖိဆော်ကစားလို့ရပါတယ်ငွေကြေးမှာဆိုလဲကျွန်တော်ကိုယ်တိုင်အမှတ်ခံတဲ့ဖြစ်တဲ့အတွက်24နာရီလုံးငွေတွင်းဝင်ထုတ်လဲရရှိပါတယ်ဗျဟုတ်ကဲ့ဒီအဲဒီနေ့ညမှာဆိုရင်လဲဆက်လက်ပြီးအနိုင်ရရှိအောင်ကျွန်တော်ဒီအနည်းဆက်ဆုံးနဲ့ GR online ရှင်းလုံးပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျအဲ့ဒီပွဲစဉ်လေးကဘာလေးလဲဆိုတော့ဒီ ီဒလီစီဒီပွဲစဉ်17မှာရှင်းမြန်ကစားမဲ့ဒီတောက်ကြညာရဲ့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ဒီပီဆာနဲ့ခွန်မိုနီရဲ့ပွဲစဉ်လေးကိုကျွန်တော်ဟုတ်ကြတော့တက်ပြီးတော့မှာပဲဖြစ်ပါတယ်เนาะဒီ ancient pizza တင်းကဒီ Italy City A မှာ10ပွဲရှင်မြန်ကစားထားပြီးအဲတပွဲမှာအနိုင်ရရှိထားခြင်းမရှိသေးဘဲနဲ့6ပွဲတည်း4ပွဲရှုံးဆိုတဲ့ရလနဲ့ရမှတ်6မှတ်ရရှိကအဆင့်18ရာမှာရက်တည်နေတဲ့သတင်းဖြစ်တယ်ဒီအဝေးခွင့်ဖြစ်တဲ့ Cremonini ကတော့ဒီ Italy City A မှာ10ပွဲရှင်မြန်ကစားထားပြီးသူက3ပွဲနိုင်5ပွဲတည်း4ပွဲရှုံးဆိုတဲ့ရလနဲ့ရမှတ်14မှတ်ရရှိကအဆင့် တစ်ဆယ်နေရာမှာရက်တည်နေတဲ့အတင်တင်ဖြစ်တယ်ဗျဒီအင်ရှင်ပီဇာတင်းကဒီအီတလီစီးရီးမှာအဲဆယ်ဘွဲရှင်မြန်ကစားထားပြီးသူ့ရဲ့အိမ်ခွေးမှာဆိုသူက၅ဘွဲတတိအခန့်ရှင်မြန်ကစားထားတယ်ဒီအဝေးခွေးပြည့်တဲ့ပီဇာတင်းကလည်းဆယ်ဘွဲရှင်မြန်ကစားထားပြီးအဝေးခွေးတယောက်ရှင်မြန်ကလည်းဘွဲစီကလည်းဆယ်ဘွဲတတိရှိခဲ့တယ်အ၅ဘွဲတတိရှိခဲ့တယ်ဗောနော်အဲဒီအဲ့ဒီအင်ရှင်ပီဇာတင်းကဒီသူ့ရဲ့အိမ်ခွေးမှာအခန့်ရှင်မြန်ကစားခဲ့တဲ့၅ဘွဲကဘာတင်းနေလဲဆိုတော့သူကလာစီယိုရဲ့အလာစီယိုရဲ့ပီရိုနာရဲ့ဖီယိုဒီနာရဲ့ရူမာရဲ့ဆိုပြီး အဲဥရီနီရယ်ဆိုပြီးတော့ငါးပွဲကိုသူ့ရဲ့အိမ်ပွဲမှာအက်ခန့်ရှင်းမဲ့ကစားတာအက်ခန့်အက်ခန့်ရှင်းမဲ့ကစားတဲ့ငါးပွဲမှာဆိုရင်သူကအဲနိုင်ပွဲလုံးဝမရရှိပဲနဲ့၃ပွဲတရီ၂ပွဲရှုံးဆိုတဲ့ရလက်မျိုးထပ်ပေါ်ထားတယ်အဲ့ဒီငါးပွဲရှင်းမဲ့ကစားတဲ့ပွဲစဉ်တွေမှာလည်းသူ့ရဲ့တိုက်စစ်ကဘိုးလုံးဝမသွင်းပဲနဲ့ပေးကူးကလည်းဒီနှစ်ကူးတာလည်းပေးထားပြီးတော့သူ့ရဲ့ခန့်စစ်ကတော်တော်လေးကောင်းတယ်လို့ကျွန်တော်ကမြင်မိတယ်ဗျဒီနောက် ဆုံးရှင်ပြိုင်ခဲ့တဲ့ဒီအီတလီစီးတီးနောက်ဆုံးရှင်ပြိုင်ခဲ့တဲ့၃ပွဲမှာဆိုရင်သူက၃ပွဲသလုံးကိုအလုံးဝရှုံးနိမ့်မှုမရှိဘဲနဲ့အဲ၃ပွဲသလုံးတည်ချထားတာကိုကျွန်တော်ကတွေ့မြင်ထားရတယ်ဗျာနော်ခရိုမိုနီကတော့ဒီတိုက်စစ်ပိုင်းမှာအနေငယ်အားနည်းတယ်ဆိုတိုက်စစ်ပိုင်းမှာအလုံးမလုံးဘူးဆိုပေမဲ့ဒီခန်စစ်ကတော့တော်တော်လေးကိုကြစ်လက်တယ်လို့ကျွန်တော်ကမြင်မိတယ်ဗျာနော်ဒီအဝေးကွင်းဖြစ်တဲ့ ဒီခရိုမိုနီကတော့ဒီအဝေးနောက်ဆုံးရှင်ပိုင်ခဲ့တဲ့၃ပွဲမှာဆိုရင်အဲတပွဲနိုင်တပွဲတည်းတပွဲရှုံးဆိုတဲ့ရလဒ်မျိုးကိုထွက်ပေါ်ထားတယ်။နောက်ပြီးသူအီတလီစီးတီးအိမ်မှာ၁၀ပွဲရှင်ပိုင်ပြီးအဝေးခွင့်တောင်းရှင်ပိုင်ခဲ့တဲ့၅ပွဲမှာဆိုရင်လည်းသူတို့က၃ပွဲတည်းအနိုင်ရရှိပြီးတပွဲတည်းတပွဲရှုံးနေထားတာကိုကျွန်တော်တွေ့မြင်ရတယ်နော်။ဒီအဝေးခွင့်မှာဆိုရင်သူကဒီ AC Milan လို့အတင်းကြီးကိုတော့သူက1-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားတယ်။သူတို့ကတိုက်စစ်ကလည်းတော်တော်လေးကိုကောင်းတယ်လို့ကျွန်တော်ကမြင်မိတယ်ဗျ။အဲနောက်ပြီးဒီ ဒီအီတလီစီးရီးမှာဆိုရင်သူတို့တိုက်စစ်က10ဘွဲရှင်မြန်ကစားမှာ12ဂိုးတိတွင်ပြီးတော့သူတို့ခန့်စစ်ကလည်း12ဂိုးတိဂိုးတွေပေးထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျာနော်တိုက်စစ်အကောင်းပင်ပဲခန့်စစ်မှာဆိုရင်တော့အာနေချက်တွေရှိသေးတယ်အတင်းတင်းလေးကျွန်တော်ကမြင်မိတယ်ဗျအဲဒီနေ့တင်းရဲ့ head to head ကိုတွားကြည့်လိုက်တဲ့အချိန်မှာဒီနေ့တင်းရဲ့ head to head ထိတိုက်ပြုဆုံးမှုနောက်ဆုံး9ဘွဲတွားကြည့်လိုက်တဲ့အချိန်မှာဒီ ancient pizza အတိက3ဘွဲတိတိအနိုင်ရရှိပြီးတဘွဲတည်းတဘွဲရှုံးဆိုရရလက်မျိုးထွက်ပေါ်ထားတယ်အဲထိတိုက်ပြုဆုံးမှု9ဘွဲမှာဆိုရင်လည်းဒီ၄ဘွဲက 3ခုနဲ့3ခုအထက်ဂိုးတွေအပြန်အလှန်တွင်ခုတွေနဲ့ဂိုးတွေများခဲ့တာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။အဲထိတဲ့ပြည့်စုံမှုတွေမှာဆိုရင်တော့နှစ်ဖက်သလုံးကဂိုးတွေတွင်ထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။အဲဒီနေ့ညမှာအရေးကြီးတဲ့အချက်တစ်ချက်ကဒီဒီအီတလီစီးရီးမှာဆယ်ဘွဲရှင်မြန်ကစားမှာဆယ်ဘွဲသလုံးကိုအနိုင်ရလက်တွေမထွက်ပေါ်ထားဘူး။အနောက်ပြီးတိုက်စစ်ပိုင်းကလည်းဆယ်ဘွဲရှင်မြန်ကစားမှာဒီ6ခုတာလည်းတွင်ထားတဲ့တိုက်စစ်အတင်းဖြစ်တဲ့ဒီပီဇာအတင်းကအဆင့်79ရာမှာလည်းဖြစ်တယ်။နော်အဲ့ဒါကိုဒီနေ့ညမှာသူက ဒီအဝေးခွင့်ပြတဲ့ခွန်မိုးနီကို level 50ရှုံးတယ်ကြီးမျိုးဖွင့်ထားတယ်ဗျာအာဒါကတော့ဒီလိုကြီးမျိုးကတော့ဒီအာရှပူကီတည်းလက်ခွဲလို့ကျွန်တော်ကမြင်မိတယ်ဒီလိုနိုင်ပွဲလုံးဝမရရှိတဲ့အတင်းကိုဒီနေ့ညမှာဒီကကြီးပေးထားတယ်ဆိုတော့အဘာကြောင့်ကြီးပေးတာလဲဆိုတော့ကျွန်တော်တွားရောက်လေ့လာကြည့်တဲ့ဘာကြောင့်ကြီးပေးတာလဲဆိုတော့ကျွန်တော်တစ်ချက်ပြန်ကြည့်လိုက်တဲ့အချိန်မှာဒီထိတဲ့တွေ့ဆုံမှုဒီမှာဒီ ancient pizza အတင်းကပဲအသာစီးနဲ့အနိုင်ရရှိထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျနောက်ပြီးဒီနောက်ဆုံးတွေ့ဆုံခဲ့တဲ့၃ပွဲမှာဆိုရင်၃ပွဲစလုံးကိုသူကရှုံးနေထားတာမရှိဘဲနဲ့ အဲဂိုးတွေတွင်းပြီးတော့တရေရလက်တွေဒါတွေထွက်ပေါ်ထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျာနော်တိုက်စစ်ပိုင်းအားကောင်းလာတယ်ဆိုပေမဲ့ခန်းစစ်ပိုင်းကအနေငယ်ပေါ်ရောက်မှုတွေကြောင့်အဲတရေရလက်တွေနဲ့ပဲထွက်ပေါ်ထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျာဒါကြောင့်မလို့ဒီနေ့ညမှာဒီနိုင်ပွဲလုံးဝမရရှိသေးတဲ့ပီဇာအတင်းကဒီနေ့ညမှာချေပေးထားတယ်လို့ကျွန်တော်ကမြင်မိတယ်ဗျာနောက်ပြီးဒီအဝေးခွင်းဖြစ်တဲ့ခရိုမိုနီကလည်းဘာကြောင့်ချေပေးခံရတာလဲဆိုတော့ဒီနေ့ကျမှအဲဒီနောက်ဆုံးရှင်မြန်ခဲ့တဲ့၃ပွဲရဲ့ရလက်ကိုတွားကြည့်လိုက်တဲ့အချိန်မှာ तू က သူတို့ရဲ့ခံစစ်ကဂိုးတွေတော်လေးကိုပေးထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်နော်နောက်ဆုံးရှင်းပြန်ခဲ့တဲ့၃ဘွဲမှာနောက်ဆုံးရှင်းပြန်ခဲ့တဲ့၅ဘွဲမှာဆိုလဲသူတို့ရဲ့တိုက်စစ်က၃ဂိုးတာလေတွင်းခဲ့ပြီးတော့ခံစစ်က၆ဂိုးတိတိဂိုးတွေပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ထိုက်တိုက်ပစ်စုမှုတွေမှာဆိုရင်လဲသူကအဲဒီ ancient pizza တင်းကိုအနိုင်ရရှိနိုင်၅ဘွဲတွေ့ဆုံးရမှာအနိုင်ရရှိနိုင်ချေတဘွဲပဲတွေ့ရှိတာဖြစ်တဲ့ကြောင့်မလို့ခြေပေးခံထားရတယ်လို့ကျွန်တော်ကမြင်မိတယ်ဗျ အဲဒါကြောင့်မလို့ဒီထိတဲ့ပြည့်စုံမှုအရာတွေရောနောက်ဆုံးရလက်နောက်ဆုံးသုံးဘက်ရှင်ပြန်ထားတဲ့ရလက်တွေအရာဆိုရင်တော့ကျွန်တော်ကတော့ဒီအ ਨੇ ဆုံးတရေရလက်နဲ့အနိုင်ရလက်တွေပါခေါ်ဆောင်သွားနိုင်တဲ့ဒီ Asian Pizza အတင်းကိုပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျ။အဲဂူပေါင်းအနေနဲ့ကတော့ဒီအပြန်လန် Twin Goo တွေထိတဲ့ပြည့်စုံမှုတွေမှာတော်တော်တုံးကိုနဲ့အထက်ဂူတွေများခဲ့တာဖြစ်တဲ့အကြောင်းမျိုးဒီနေ့ညမှာဆိုရင်လည်းကျွန်တော်ကတော့ဒီနှလုံးပြား20ရုံးဆိုတဲ့ဂျေးကိုရင်းပြီးတော့ဒီဂူပေါင်းအပေါ်ပဲကျွန်တော်ရွေးချယ်ပေးထားတယ်။အဲဂူရလက်အနေနဲ့ကတော့2 1 3132တော့သွားမယ်လို့ကျွန်တော်ကမြင်ပြီးတဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဆိုရင်တော့ကျွန်တော်ကတော့ဒီပီဇာနဲ့ခရိုမိုဒီရဲ့ပွဲစဉ်မှာဆိုရင်ဒီ ancient pizza body နဲ့ဘူပေါင်းအပေါ်ကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုချိမဲ့စီလို့အသွေးတူတယ်အချိုက်တူတယ်ဆိုရင်ဆော့ကစားလို့ရပါတယ်အသွေးမတူရင်ဘက်ကန်နိုင်ပါတယ်ဗျရက်လက်ကောင်းတွေရရှိပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အကောင့်ဖွင့်ဆော့ကစားတဲ့ညီကိုလေးဘောလုံးပွဲလောင်းချင်တဲ့ညီကိုလေးကျွန်တော်စီမှာယုံကြည်စွာအကောင့်ဖွင့်ဆော့ကစားလို့ရပါတယ်ဆိုတာကိုပြောချင်တဲ့ကျွန်တော်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးတက်ပြရစီဗျ